WWD online media ရဲ့ပရိသတ်များရှင်ရန်ကုန်မန္တလေးအမြင်လမ်းမကြီးမှာအခုနှစ်မလအတွင်းရင်မတော်တဆမှု19မှုဖြစ်ပွားခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရန်ကုန်မန္တလေးအမြင်လမ်းမကြီးပေါ်မှာအခုနှစ်မလအတွင်းရင်မတော်တဆမှု19မှုဖြစ်ပွားခဲ့တယ်လို့အမြင်လမ်းရဲတပ်ဖွဲ့မှုယုံတာဝန်ရှိသူတဦးထံကနေသိရှိရပါတယ်မလအတွင်းအမြင်လမ်းပေါ်မှာ ရင်မတော်တဆမှု19ကျင်းဖြစ်ပွားခဲ့ပြီးထိခိုက်ဒဏ်ရာရသူကြား30ဦးမ20ဦးစုစုပေါင်း50ဦးရှိခဲ့ပြီးတေဆုံးသူကြား2ဦးမ4ဦးစုစုပေါင်း6ဦးရှိခဲ့ကဆုံးရှုံးမှုတန်ဖိုး942သိန်း2000ကျပ်ရှိတယ်လို့ဆိုပါတယ်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာရင်မတော်တဆမှုများဖြစ်ပွားရမှာလူကြောင့်ဖြစ်ပွားခြင်းရင်ကြောင့်လမ်းကြောင့်နဲ့ ာသီဥတုကြောင့်ဖြစ်ပွားရာလူကြောင့်ရေမတော်တဆမှုဖြစ်ပွားရာမှာအရှိန်ပြင်းမိုးရိပ်အိမ်ငိုင်းလမ်းကူးသူပေါ်ဆာခြင်းတရိษံကြောင့်ဖြစ်ခြင်းဆိုင်ကယ်ပေါ်ဆောင်မှုကြောင့်ဖြစ်ခြင်းအနည်းရင်ပေါ်ဆောင်မှုကြောင့်ဖြစ်ခြင်းရင်မောင်းမကြွမ်းကျင်မှုကြောင့်ဖြစ်ခြင်းမစင်မခြင်းမောင်းနှင်ခြင်းတို့ကြောင့်ဖြစ်ပွားပြီးရင်ကြောင့်ဖြစ်ပွားရမှာဘိန်းပေါက်ခြင်းဆက်ချူရင်းခြင်းတို့ကြောင့်ဖြစ်ပွားကြောင်းလမ်းကြောင့်ဖြစ်ပွားရရင် တရားနှင့်လမ်းချော်ခြင်းတို့ကြောင့်ဖြစ်ပွားပြီးရာသီဥတုကြောင့်လည်းရင်မတော်တဆမှုဖြစ်ပွားလေရှိတယ်လို့အမြန်လမ်းရဲတပ်ဖွဲ့မှုယုံတောင်ဝင်ရှိသူတဦးထံကနေသိရှိရပါတယ်။ဒါပြင်လူကြောင့်ဖြစ်ပွားတဲ့ရင်မတော်တဆမှုကအများဆုံးဖြစ်ပွားတဲ့အတွက်ခီးသွွားများအနေနဲ့သတိပြုစင်ခြင်းမောင်းနှင်တင်ကြောင်းနဲ့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာတက်မှတ်အရှိန်နှုံးထက်ပုံမှုမောင်းနှင်တဲ့ရင်တွေကိုအေးအေးယူဆောင်ရွက်မှုများပြုလုပ်နေတယ်လို့သိရှိရပါတယ်ရှင်။